ကျွန်တော်တို့ Viber ကနေပြီးတော့ပို့လိုက်တဲ့စာရွက်တွေကို print ဘလို့ထုတ်ရလဲဆိုပြီးတော့မေးတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။တခါတလေမှာကျွန်တော်တို့စီကို Viber ကနေပြီးတော့မှအခုလိုမျိုး print ထုတ်မဲ့စာရွက်လေးတွေကိုဓာတ်ပုံလေးတွေရိုက်ပြီးတော့မှကျွန်တော်တို့ပို့လိုက်တဲ့အခါလေးတွေရှိတယ်ပေါ့နော်။ဒီတော့သူတို့ပို့လိုက်တဲ့ကျွန်တော်တို့ Viber ကနေပြီးတော့ပို့လိုက်တဲ့စာရွက်လေးတွေကိုကျွန်တော်တို့ print ပြန်ပြီးတော့ထုတ်ပေးရမယ်ဆိုရင် တရားလည်ပြီးတော့ကျွန်တော်တို့ဓာတ်ရိုက်တန်းပြီးတော့မှပရင်ထုတ်လို့အဆင်မပြေဘူးပေါ့နော်တခါတလေမှသူတို့ပို့ပေးတဲ့ကျွန်တော်တို့စာရွက်လေးတွေကညမမွဲကြီးတွေဖြစ်နေတာမျိုးတွေဒါမှမဟုတ်ကျွန်တော်တို့ကစာရွက်မှာဒီပို့နေတဲ့အပိုင်းတွေပေါ့မတမရက်တွေကျွန်တော်တို့ဖြစ်နေတတ်ပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့ Viber ကနေပြီးတော့ပို့လိုက်တဲ့စာရွက်လေးတွေကိုကျွန်တော်တို့ပရင်ပြန်ပြီးတော့ထုတ်ဖို့ရာအတွက်ဆိုရင် အရင်ဆုံးကျွန်တော်တို့ Photoshop နဲ့ Edit လုပ်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာတော့ Photoshop နဲ့ Edit လုပ်တဲ့နီလန်းနဲ့စပြီးတော့ Print ထုတ်တဲ့နီလန်းလေးအထိကျွန်တော်အသေးစိတ်ရှင်းပြပေးသွားပါမယ်။ဒီတော့ကျွန်တော်တို့ဒီမှာ Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်မယ်။ Photoshop software ကျွန်တော်တို့ပွင့်လာပြီဆိုရင် တော့အရင်ဆုံးကျွန်တော်တို့ကကို Print ထုတ်လို့တဲ့ Fiber ကနေပြီးတော့ပို့လိုက်တယ်။စာရွက်လေးတွေကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ File နဲ့ကနေပြီးတော့ Open ဒါမှမဟုတ် control ရဲ့ OY နှိပ်ပြီးတော့ကျွန်တော်တို့ဖွင့်လို့ရပါတယ်ဒီတော့ကျွန်တော်ဒီမှာတော့နမူနာအနေနဲ့ Viber ကပို့လိုက်တဲ့စာရွက်လေးတွေကိုကျွန်တော်တို့ computer screen ပေါ်မှာကူးထားတယ်ပေါ့နော်ဒီတော့ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်လိုက်ပါမယ် desktop ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့ဒီရက်စာရွက်လေးနှစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ control key ကိုလက်ကဖိပြီးတော့စာရွက်နှစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ open ဆိုပြီးတော့မှ ်ဒီရက်စာရွက်လေးတွေကိုကျွန်တော်တို့ဖွင့်ပေးလိုက်မယ်ပေါ့ဒီတော့ဒီဘက်မှာကျွန်တော်တို့ကစာရွက်လေးတစ်ရွက်ဒီဘက်ဘေးမှာကျွန်တော်တို့စာရွက်လေးတစ်ရွက်ပေါ့ဒီတော့ဒီရက်စာရွက်လေးတွေကိုကျွန်တော်တို့ကဒီမှာဆိုရင်ပုံနေတဲ့အပိုင်းလေးတွေကျွန်တော်တို့ရှိတယ်ဒါဆိုရင်ကျွန်တော်တို့သင်ကြတဲ့ဖုန်းကနေပြီးတော့မှအခြားတစ်ဖက်ကပို့တဲ့သူကနေပြီးတော့ဒီ phone screenshot ရိုက်ပြီးတော့မှကျွန်တော်တို့ receipt ကိုလှမ်းပြီးတော့မှပို့ပေးထားတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီရဲ့ပို့နေတဲ့အစည်အပိုင်းလေးတွေကိုကျွန်တော်တို့အရေးဆုံး photoshop နဲ့ဖြတ်ထုတ်ပေးရပါမယ် ဒီတော့ဒါလေးတွေပြတ်ထုတ်ဖို့ရာအတွက်ဆိုရင်တော့ Photoshop မှာကျွန်တော်တို့ Cloud 2လေးကိုကျွန်တော်တို့ကသုံးပေးလို့ရတယ်။ Cloud 2ကိုကျွန်တော်တို့ဒီမှာ2ဘောက်ကနေပြီးတော့ Cloud ဆိုတာလေးကျွန်တော်တို့ Cloud 2ဆိုတာလေးနေလို့ရတယ်။ Keyboard Shortcut နဲ့သုံးချင်တဲ့ဆိုရင်တော့ CO နှိပ်ပြီးတော့ကျွန်တော်တို့ခေါ်လို့ရပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် Cloud 2လေးယူလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံလေးကျွန်တော်တို့ပေါ်နေပါလိမ့်မယ်။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့မလိုအပ်တဲ့အစိပ်ပိုင်းလေးတွေကိုမောင်းရလက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိဆွဲပြီးတော့ အခုလိုမျိုးပုံစံလေးကျွန်တော်တို့ဖြတ်ထုတ်လိုက်ပါမယ်ဒါလေးကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကြရပြီဆိုရင်တော့အန်ဒါလေးခောက်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အပေါ်ဘက်အချမ်းတွေမှာအဖက်အချမ်းတွေမှာကျွန်တော်တို့တို့ကမလိုအပ်တဲ့အမဲရောင်တွေကျွန်တော်တို့ပျောက်သွားတယ်ပေါ့နော်ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရင်လက်ရှိကျွန်တော်တို့ဒီမှာမောက်ပွိုင်တာမှာခရော်တူးကြီးဝင်နေပါတယ်ကီးဘုတ်ကနေပြီးတော့ကျွန်တော်တို့ဘူယိုနှိပ်ပြီးတော့မူတူးလေးကိုကျွန်တော်တို့ပြန်ပြီးတော့ခေါ်ထားပါမယ်ခေါ်ပြီးသွားပြီဆိုရင်တော့ဒီစာရွက်လေးကိုကျွန်တော်တို့ကပရင်ထုတ်ဖို့ရာအတွက် A4 စာရွက်နဲ့ကျွန်တော်တို့ print ထုတ်มาဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်တို့ A4 စာရွက်လေးတစ်ရွက်ခေါ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ final ကနေပြီးတော့ u ဒါမှမဟုတ် control ရယ် and ရယ်နှိပ်ပြီးတော့ကျွန်တော်တို့စာရွက်လေးတစ်ရွက်ခေါ်လိုက်လို့ရပါတယ်ကျွန်တော်တို့ A4 စာရွက်ကိုခေါ်มาဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ A4 ကိုရွေးမယ်ပြီးရင်တော့ create ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်အခုလိုမျိုးကျွန်တော်တို့ A4 စာရွက်လေးတစ်ရွက်ရလာပြီဆိုရင်တော့အစောကကျွန်တော်တို့ခရော်တူးလေးနဲ့ပိုင်းဖြတ်ခဲ့တယ် ဒီဘက်ကကျွန်တော်တို့ကစာရွက်လေးကို A4 စာရွက်ထဲကိုဆွဲပြီးတော့ထည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့ဘာဒံလေးရနေပြီးတော့မောင်ရဲ့လက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိဆွဲချမယ်။ပြီးသွားပြီဆိုရင်တော့ဒီစာရွက်လေးကိုကျွန်တော်တို့ကစာရွက်ထဲကိုမောင်ရဲ့လက်ကလစ်နဲ့ဖိဆွဲပြီးတော့မှအလွယ်တကူထည့်လိုက်လို့ရပါတယ်။ဒီတော့ဒီရဲ့စာရွက်လေးကကျွန်တော်တို့အတွက်မလိုအပ်တော့တာဖြစ်တဲ့အတွက်သူ့ရဲ့ဘာဒံလေးရနေပြီးတော့မောင်ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့အပေါ်ဘာဒံလေးမှာကျွန်တော်တို့ပြန်ပြီးတော့တင်ခက်လိုက်ပါမယ်။ ဒါဆိုဒီတိနားလည်လောက်မယ်လို့ထင်တယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာစာရွက်လေးထဲမှာကျွန်တော်တို့ print ထုတ်မဲ့စာရွက်ကအခုလိုမျိုးလေးသိနေပါတယ်။ control ရဲ့ t ရဲ့နှိပ်ပြီးတော့ pre transform tool လေးကျွန်တော်တို့ခေါ်မယ်။ဒါကနေပြီးတော့မှကျွန်တော်တို့ဒီမှာစာရွက်ကိုအနည်းငယ်ကျွန်တော်တို့ကချဲ့လိုက်မယ်ပေါ့နော်။ဒီတော့ကို print ထုတ်မဲ့စာရွက်ထဲမှာကိုက်ညီမှုရှိမဲ့အနေထားလောက်လေးကိုကျွန်တော်တို့ကချိန်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံအနေထားလောက်ဆိုရင်အဆင်ပြေပြီ။ ကိုယ့်ရဲ့စိတ်တိုင်းကြရပြီဆိုရင်တော့အန်တာလေးကျွန်တော်တို့ခောက်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ DS ရွက်ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီဘက်ဘေးလေးမှာအမဲအောင်မြင်းချောင်းလေးကျွန်တော်တို့ပါနေတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကမလိုချင်တာဖြစ်တဲ့အတွက်ဒီရဲ့မြင်းချောင်းလေးကိုကျွန်တော်တို့ဖြတ်ခက်လိုက်ပါမယ် selection ပေးပြီးတော့ဖြတ်ဖို့ရာအတွက်2ဘောက်ကနေပြီးတော့ကျွန်တော်တို့ဒီမှာ rectangular market 2ဆိုတဲ့၄ round ကွက် selection ပေးလို့ရတဲ့2လေးကိုကျွန်တော်တို့ခေါ်မယ် keyboard shortcut နဲ့ဆိုရင်တော့ m ကိုကျွန်တော်တို့နှိပ်ပြီးတော့ခေါ်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့မလိုချင်တဲ့ဒီမှာအမဲအောင်မြင်းချောင်းလေးကိုအခုလိုမျိုးလေးကျွန်တော်တို့ဆက်လက်လေးပေးခဲ့လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒလိနဲ့ဖြတ်လိုက်တဲ့တပြိုင်နဲ့ကျွန်တော်တို့အမဲအောင်မြင်းချောင်းလေးပျောက်သွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ selection လေးပြန်ဖြုတ်ပါမယ် control ရဲ့ d ရဲ့နှိပ်ပြီးတော့ selection လေးပြန်ပြီးတော့ဖြုတ်လိုက်မယ်ဒီတော့ကျွန်တော်တို့ print ထုတ်ဖို့ရာအတွက် A4 စာရွက်လေးထဲမှာ ကျွန်တော်တို့ Viber Viber ကနေပြီးတော့ပို့လိုက်တဲ့စာရွက်လေးကိုတော့ကျွန်တော်တို့ကနေရာတွေချပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒီရက်အချိန်တွေမှာကျွန်တော်တို့စာရွက်ကိုမြင်ကွင်းချိန်ကြည့်လိုက်တဲ့အခါမှာဆိုရင် စာတွေကတိုက်ပြီးတော့အဆင်မပြေသေးဘူးနည်းနည်းလေးကျွန်တော်တို့အယောင်မိန်နေတာမျိုးလေးတွေပြီးရင်ကျွန်တော်တို့ဒီမှာမှောဝဝါးကြီးတွေဖြစ်နေတာမျိုးတွေကြုံတွေ့ကြုံတွေ့ရပါတယ်ဒီတော့ဒီရက်စာတွေကိုစလုံးလေးတွေကိုပို့ပြီးတော့မှတိတာထင်ရှားအောင်ကျွန်တော်တို့ကပြုလုပ်လိုတာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ control ရယ် align ရယ်ကျွန်တော်တို့နှိပ်ပြီးတော့ level ဆိုတဲ့ကျွန်တော်တို့ bound လေးကျွန်တော်တို့ဖွင့်ခဲ့လိုက်ပါမယ် level ဆိုတဲ့ bound လေးထဲမှာကျွန်တော်တို့ဒီမှာမှန်ဆောက်တံလေး၃ခုရှိပါတယ်ဒီဘက်အဆုံးကကျွန်တော်တို့ကမှန်ဆောက်တံအဖြူရောင်လေးကို clear တစ်ချက်နှိပ်မယ်စာရွက်ထဲမှာ clear တစ်ချက်ကျွန်တော်တို့ထောက်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဆေးဘုံလေးကနင်းပြီးတော့အနှဲငယ်ကျွန်တော်တို့ကအရောင်လေးတင်ခက်လိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစာရွက်ထဲမှာရှိနေတဲ့စလုံးလေးတွေက အယောင်ပို့ပြီးတော့မှတိတာထင်ရှားလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့စိတ်တိုင်းကြာကျွန်တော်တို့အနေထားလေးရပြီဆိုရင်တော့โอเคလေးနေပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီထိအားလုံးရလောက်မယ်လို့ထင်တယ်ပြီးသွားပြီဆိုရင်ဒီရက်ကျွန်တော်တို့ကစလုံးလေးတွေမှာနည်းနည်းလေးကျွန်တော်တို့မှုံဝါနေတဲ့ပုံစံအနေထားလေးရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့သူ့ကိုထပ်ပြီးတော့အဖက်လေးတစ်ခုလောက်ထပ်ပြီးတော့ထည့်ခဲ့လိုက်ပါမယ်ဖေဒါတဲ့ကနေပြီးတော့မှရှာပန်ဆိုတဲ့ထည့်ရနေပြီးတော့အန်ရှက်မတ်ဆိုတဲ့ကျွန်တော်တို့ကအဖက်လေးထည့်ခဲ့လိုက်ပါမယ် ီတော့ DS setting လေးမှာတော့ကျွန်တော်တို့ကဘလောက်ဘလောက်ထားပေးရမယ်ဆိုပြီးတော့အတိအကျမရှိဘူးကိုပြုတ်လုံးမဲ့ကျွန်တော်တို့ကစာရွက်ရဲ့စလုံးအနေထားလေးတွေပေါ်မှာကျွန်တော်တို့ချိန်ပြီးတော့မှကိုယ့်ရဲ့စိတ်တိုင်းကြလေးကျွန်တော်တို့ထားလို့ရတယ်အခုဒီမှာဆိုရင်ကျွန်တော်တို့အမောင်း90ထားထားပါဗျ gradient မှာကျွန်တော်တို့စက်ခွန်လောက်ထားခဲ့လိုက်မယ်ဒီရပုံစံနေထားလောက်လေးအဆင်ပြေတဲ့အတွက်ဒီပုံစံလေးထားပြီးတော့မှ okay လေးနှိပ်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီရစာရွက်လေးကို control ရဲ့ j နဲ့နှိပ်ပြီးတော့ လေယာလေးပွားခဲ့လိုက်ပါမယ်လေယာပွားပြီးသွားပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ဒီမှာ fader တွေကနေပြီးတော့အားသားဆိုတဲ့ထဲကိုသွားမယ် high pad လေးထည့်ခဲ့လိုက်ပါမယ်ဘာကြောင့် high pad ထည့်လဲဆိုရင်တော့ကျွန်တော်တို့ဒီမှာစာရွက်ရဲ့ကျွန်တော်တို့ကစလုံးလေးတွေမှာပို့ပြီးတော့မှဒီ resolution ကောင်းကောင်းလေးနဲ့ကျွန်တော်တို့ရဖို့ရာအတွက် high pad လေးကျွန်တော်တို့ထည့်ခဲ့တယ်ပေါ့နော်အဲ့တော့ high pad သူ့ရဲ့ setting လေးကိုတော့ ready မှာဖိုးလောက်ကျွန်တော်တို့ထားခဲ့လိုက်မယ် okay လေးနဲ့လိုက်ပါမယ် color box မှာကျွန်တော်တို့ဒီမှာ ကာလာမုတ်လေးမှာ normal ဆိုပြီးတော့ကျွန်တော်တို့ဖြစ်နေတယ်။ဒီရဲ့နေရာလေးမှာကျွန်တော်တို့ overlay ကိုရွေးလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ print ထုတ်ဖို့ရာအတွက်ကျွန်တော်တို့စာရွက်လေးမှာတော်တော်လေးအဆင်ပြေနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီရဲ့အနေထားလေးဆိုရင် print ထုတ်လို့ကျွန်တော်တို့ရသွားပြီဖြစ်တယ်ပေါ့နော်။ဒီတော့ layer ပေါင်းလေးမှာတစ်ချက်ကြည့်မယ်။ကျွန်တော်တို့အောက်ကမူရင်း layer လေးမှာကျွန်တော်တို့ layer 1အပေါ်ကကျွန်တော်တို့ control chain နဲ့ပွားပြီးတော့ hyperlink ထည့်ထားခဲ့တဲ့ layer ပေါ့နော်အဲ့တော့ဒီရဲ့ layer နှစ်ခုလုံးကို ဆက်လက်လေးပြီးပြီးတော့ control key ကိုလက်ကဖိလေယာဉ်နှစ်ခုလုံးဆက်လက်ပြီးပြီးတော့ control ရဲ့ e ရဲ့နှိပ်ပြီးတော့မှလေယာဉ်လေးနှစ်ခုတစ်ခုကျွန်တော်တို့ပေါင်းခဲလို့ရပါတယ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က print ထုတ်ဖို့ရအတွက် control ရဲ့ p ရဲ့နှိပ်ပြီးတော့ print setting လေးကျွန်တော်တို့ပေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရှိမှာရှိနေတဲ့ကို print ထုတ်မဲ့ printer နဲ့သက်ဆိုင်တဲ့ print setting တွေကိုဝင်ပြီးတော့ပြင်ပေးရမယ်ဒီတော့ကျွန်တော်တို့ဒီမှာ print setting ဆိုတဲ့အထည်ကိုဝင်လိုက်ပါမယ် အပေါ်ဆုံးမှာ document size ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့က A4 စာရွက်နဲ့ print ထုတ်မှာဖြစ်တဲ့အတွက် A4 ကိုရွေးပေးထားပါမယ်။စာရွက်ကိုအထောင်လိုက်အနေထားလေးထုတ်မှာဖြစ်တဲ့အတွက် orientation မှာ portrait ရွေးမယ်။ plain paper စာရွက်ကိုကျွန်တော်တို့ကရိုးရိုး A4 စာရွက်အပားလေးနဲ့ပဲ print ထုတ်မှာဖြစ်တဲ့အတွက် plain paper ပဲရွေးထားပါမယ်။ quantity မှာတော့ကျွန်တော်တို့ standard ထားခဲ့လိုက်ပါမယ်။ဒီတော့ DS စာရွက်ကိုကျွန်တော်တို့ကအဖြူအမဲပုံစံလေးနဲ့ပဲကျွန်တော်တို့ print ထုတ်ချင်တာဖြစ်တဲ့အတွက် grade scale ကိုကျွန်တော်တို့ရွေးပေးထားမယ်။ okay လေးနှိပ်ခက်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ဒီစာရွက်ကိုကျွန်တော်တို့ကဘယ်နှရွက်ထုတ်မှလဲ9ရွက်ဆိုရင်9ရွက်10ရွက်ဆိုရင်10ရွက်ပေါ့နော်။10ရွက်ထက်ထုတ်မှဆိုရင်ကျွန်တော်တို့10ရွက် copy မှာကျွန်တော်တို့သတ်မှတ်ပြီးတော့ print စွာလေးနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ DS စာရွက်လေးကကျွန်တော်တို့အဖြူအမဲ color နဲ့ကိုယ့်ရဲ့ printer ကနေပြီးတော့ print ထွက်လာမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ဒီတော့ DX စာရွက်လေးကျွန်တော်တို့ကရသွားပြီဆိုရင် ီဘက်ဘေးလေးမှာကျွန်တော်တို့နောက်ထပ်မတူညီတဲ့စာရွက်လေးတစ်ခုထပ်ပြီးတော့မှကျွန်တော်တို့လောက်ခဲ့လိုက်ပါမယ်ကျွန်တော်တို့ကဒီ Viber နဲ့ပို့လိုက်တဲ့ဒီဓာတ်ပုံလေးတွေမှာရှိတဲ့စာရွက်တွေကိုကျွန်တော်တို့ထပ်ပြီးတော့မှထုတ်ပေးရမယ်ပေါ့နော်အဲ့တော့ဒါလေးမှာလည်းကျွန်တော်တို့ဆောနာကနီလန်လေးတိုင်းပဲ CO နဲ့ပြီးတော့ Chlorotu လေးယူတယ်ပုံနေတဲ့ကျွန်တော်တို့မလိုအပ်တဲ့အစိပ်ပိုင်းလေးတွေကို Chlorotu ကိုသုံးပြီးတော့မှကျွန်တော်တို့ဖြတ်ခဲ့လိုက်မယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အန်တာလေးခောက်ခက်လိုက်ပါမယ်ခရော်တူးယူဝင်နေပါတယ်ဝီယိုနှိပ်ပြီးတော့မူတူးလေးခေါ်လိုက်ပါမယ်ဒီတော့ DS စာရွက်လေးကိုလည်းကျွန်တော်တို့ကိုပရင့်ထုတ်မဲ့ကျွန်တော်တို့ဒီမှာ A4 စာရွက်လေးနဲ့ကိုပဲကျွန်တော်တို့စွဲပြီးတော့မှထည့်ခက်လိုက်ပါမယ်ဒါလေးကကျွန်တော်တို့ပြီးသွားပြီဆိုရင်သူ့ရဲ့ဘာဒန်လေးကနေပြီးတော့မောက်ရလက်ကလေးနဲ့ဖိဆွဲပြီးတော့အပေါ်ဘာဒန်လေးမှာပြန်ပြီးတော့တင်ပေးမယ်ကျွန်တော်တို့ဒီမှာစာရွက်ထဲကိုပြန်ပြီးတော့သွားမယ်ဒီတော့ကျွန်တော်တို့ဒီမှာနောက်ထပ် print ထုတ်ပေးရမှာလေးက DS စာရွက်လေး ကျွန်တော်တို့အရင်ပရင့်ထုတ်ထားတဲ့စာရွက်လေးကိုကလစ်တစ်ချက်နှိပ်ပြီးတော့လေယာပေါက်မှာသူ့မှာကျွန်တော်တို့မျက်စိလေးမှိတ်ပေးထားခဲ့ပါမယ်အပေါ်ကကျွန်တော်တို့ဒီမှာလုပ်မယ်ပရင့်ထုတ်မဲ့စာရွက်လေးကိုလည်းစာရွက်ထဲမှာချိန်ပေးရပါမယ် control ရဲ့ t ရဲ့နှိပ် free transform tool လေးခေါ်မယ်ဒါကနင်ပြီးတော့ဆွဲပြီးတော့ကြည်လိုက်မယ် enter လေးခောက်ခက်လိုက်ပါမယ်ဒီတော့ ds စာရွက်လေးမှာလည်းကျွန်တော်တို့ဒီမှာမလိုအပ်တဲ့အမဲအောင်မြင်းချောင်းလေးပါနေပါတယ် rectangular margin tool လေးကျွန်တော်တို့ခေါ်လိုက်မယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ selection လေးပြစ်ပြီးတော့ delete နဲ့ကျွန်တော်တို့ဖြတ်ခဲလို့ရတယ်။ selection ဖြုတ်ဖို့ရအတွက် control ရဲ့ d ရဲ့နှိပ်ပြီးတော့ selection လေးဖြုတ်လို့ရတယ်။ပြီးရင်တော့ v ကိုနှိပ်ပြီးတော့ move tool လေးကိုကျွန်တော်တို့ခေါ်ထားခဲ့ပါမယ်။ဒီတော့ဒီစာရွက်လေးမှာလည်းကျွန်တော်တို့ကနည်းနည်းလေးကျွန်တော်တို့အယောင်တွေမိန်နေပါတယ်။ဒါကြောင့် control ရဲ့ unlayer နှိပ်ပြီးတော့ level ဆိုတဲ့ဘောက်လေးကျွန်တော်တို့ခေါ်မယ်။မင်းဆုပ်တဲ့အဖြူရောင်လေးယူပြီးတော့မှစာရွက်ရဲ့အဖြူရောင်လေးမှာကလစ်တစ်ချက်ထောက်ထားမယ်ပြီးသွားပြီဆိုရင်တော့ဒီမှာ သူ့ရဲ့ကျွန်တော်တို့ကာလာအယောင်လေးတွေကိုအခုလိုမျိုးနေတိုင်းလေးကျွန်တော်တို့ဒီမှာဆွဲပြီးတော့မှတင်လိုက်တယ်ဆိုရင်တော့ကာလာအယောင်လေးကပို့ပြီးတော့မှအတိတလာတာကိုတွေ့ရပါတယ်ကိုရဲ့စက်တန်းချဖြစ်သွားပြီဆိုရင်တော့ okay လေးနေမယ်ပြီးသွားပြီဆိုရင်တော့ fader တွေကနေပြီးတော့မှ sharpen အရှက်မတ်ဆိုတာလေးကျွန်တော်တို့ကအဖက်လေးတစ်ခုကျွန်တော်တို့ထည့်ခဲ့လိုက်ပါမယ်ဒီကကျွန်တော်တို့ကစလုံးလေးတွေမှာချက်ကြည့်ပြီးတော့မှ အရှက်မှတ်ကိုဘလောက်စက်တဲ့အနေထားလေးထည့်ရမယ်ဆိုတာလေးကိုကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့အခုတော့ဒီပုံစံလေးပဲထားလိုက်မယ် okay လေးနဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့နေရာလေးပွားပါမယ် control ရဲ့ g ရဲ့နှိပ်နေရာလေးတစ်ခုအနေနဲ့ထပ်ပြီးတော့သွားမယ် fader တွေကနေပြီးတော့မှအားတာ high pass ဆိုတာလေးကျွန်တော်တို့ထည့်ခဲ့လိုက်ပါမယ်4လောက်ပဲထားခဲ့မယ် okay လေးနှိပ်ခဲ့ပါမယ် high pass ထည့်လိုက်တဲ့အခါမှာကျွန်တော်တို့စာရွက်ကဒီလိုပုံစံပြောင်းသွားပါတယ် လေယာပေါက်မှာကျွန်တော်တို့ကာလာမုတ်မှာ normal ဖြစ်နေပါတယ်ဒီရက်နေရာလေးမှာ over လေးပြောင်းလိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ print ထုတ်ဖို့ရာအတွက်စာရွက်ကကျွန်တော်တို့အသင့်အနေထားအနေနဲ့ကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါတယ်ဒီတော့ကျွန်တော်တို့လေယာပွားခဲ့တာလေးတွေ hyper ထည့်ထားခဲ့တဲ့လေယာလေးတွေကို control ကို lock off click တစ်ချက်နဲ့လေယာနှစ်ခုလုံးကို select ပေးပြီးတော့ control ရဲ့ e ရဲ့နှိပ်ပြီးတော့မှလေယာလေးပေါင်းခဲ့လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့အတွက် print ထုတ်ဖို့ရာအတွက်အဆင်ပြေသွားပြီပေါ့နော်ဒီတော့အစောနာလိုပဲ control p ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရှီမှာရှိနေတဲ့ printer setting လေးတွေချိန်ပြီးတော့ print ထုတ်လိုက်လို့ကျွန်တော်တို့ရသွားပါပြီဒီတော့ print ထုတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာပထမတစ်ခုကိုကျွန်တော်တို့ print ထုတ်ချင်တယ်ဆိုရင်ပထမတစ်ခုကိုကျွန်တော်တို့က layer ဘောင်လေးမှာ select လေးပေးပြီးတော့သူ့ကိုမျက်စိလေးဖွင့်ထားမယ်အပေါ်ကကျွန်တော်တို့ print မထုတ်မဲ့ layer လေးမှာမျက်စိလေးမှိတ်ပြီးတော့မှ DS စာရွက်လေးကိုကျွန်တော်တို့ print ထုတ်မယ်ဆိုရင်ဒီစာရွက်လေးကိုကျွန်တော်တို့ print ထုတ်လိုက်လို့ရတယ်ပေါ့အပေါ်ကစာရွက်ကို print ထုတ်ချင်တယ်ဆိုရင် ကျက်စီလေးပြန်ပြီးတော့ဖွင့်မယ်သူ့ကိုဆက်လက်လေးပေးထားမယ်ပြီးသွားပြီဆိုရင်တော့အောက်ကကျွန်တော်တို့ပရင်ထုတ်ပြီးသားစာရွက်လေးမှာကျက်စီလေးပြန်ပြီးတော့မှိတ်ထားခဲ့မယ်ဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ကစာရွက်လေးကိုပရင်ထုတ်လို့ရရှိသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က Viber ကစာရွက်တွေကို Viber ကနေပို့လိုက်တဲ့စာရွက်တွေကိုပရင်ထုတ်ဖို့ရာအတွက်စာရွက်သက်နဲ့နီလန်းလေးတွေပရင်ထုတ်တဲ့နီလန်းလေးတွေဖြစ်ပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်ဒီရက်သင်ခန်းစာလေးကကျွန်တော်တို့လက်တွေ့လုပ်ငန်းခွင်မှာလဲ အရန်အသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းတရားနားလည်သဘောပေါက်အောင်လိုက်ပြီးတော့လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကျွန်တော်တို့ကိုကိုတိုင်းလည်းဘိုင်ဘာကနေပို့လိုက်တဲ့စာရွက်လေးတွေကိုကိုရှိမှာပရင်တာရှိတယ်ဆိုရင်ကျွန်တော်တို့ပရင်ထုတ်တတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ ီယိုအန်နီဒန်းဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ